Hello ဘာလို့မမြင်ကြလောပါ United Shoe ကနေကြိုဆိုပါတယ် Premier League ပွဲစဉ်28မှာတော့ကိုရီးယားအိမ်ကွင်းမှာ Arsenal ကိုလက်ခံကစားရမယ်ဆိုတော့ဒီပွဲအတွက်ပွဲကြိုသုံးသက်ချက်ပေါ့ဗျာသူတို့ပြင်ကျွန်တော်တို့ injury ပြဿနာတွေတောက်လျှောက်ကြုံနေရတဲ့ Manchester United ဒီ Arsenal နဲ့ပွဲမှာပဲကြားမာတွေပြန်ပါလာနိုင်တယ် ဘလို့ပွဲထွက်လူစင်းနေရှိလာနိုင်တယ်လေပေါ့သူသဖြင့်ကျွန်တော်တို့အပြောင်းလဲအများကြီးမရှိတော့တဲ့အနေအထားမျိုးမှာပါနော်ပွဲဆွေးနွေးကြည့်အောင်ပါအာဆင်နယ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့ဟိုနောက်ဆုံးအနေအထားတွေကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ကိုကျွန်တော်တို့ကြည့်ရင်သူတဲ့ထုံးတဲ့နာမည်တွေတော့ဒါပဲလေရှိအဆင့်နှစ်မှာကျွန်တော်တို့ရှိနေတယ်ပေါ့နော်အာဆင်နယ်က DRD မှာ28ပွဲပရီးမီးယားလိမှာကစားထားတယ်15ပွဲထိသူတို့နိုင်ထားပါတယ်15ပွဲထိနိုင်ထားပြီးတော့ကိုယ်ပွဲတည်ရေ3ပွဲပဲရှုံးထားပါသေးတယ်တရားစီလုံးအနေအထားနဲ့မှာ3ပွဲပဲရှုံးထားသေးတယ် ဒါအပြင်တိုက်စစ်က52ကူရီရပြီးတော့ခန်းစစ်က23ကူပဲပေးရတာပါသေးတယ်ဆိုတော့ဒါဟာတော်တော်ကို solid ဖြစ်တဲ့ performance ပါဒါကြောင့်လည်းပဲတို့အစ်စ်နှစ်နေရာမှာတို့ရှိနေတယ်ပေါ့နော်အာဆနယ်ရဲ့ဘက်ကတော့လီဗာပူးတင်းကိုတောက်လျှောက်ဖိအားပေးဖို့ကြိုးပမ်းပြီးမြဲအာဆနယ်နဲ့လီဗာပူးတင်းရဲ့ဂျားထဲမှာအမှတ်ကွာဟမှုကတော်တော်ကိုရှိသွားပြီပေါ့နော်ဆိုတော့အာဆနယ်ဟာလက်လျှော့လို့ရတဲ့အခြေအနေမျိုးတော့ကျွန်တော်မဟုတ်သေးဘူးဒီပွဲလေးတို့နိုင်အောင်ကစားပြီးတော့လီဗာပူးတင်းကိုဖိအားပေးဖို့တို့ကြိုးပမ်းမှာ လေဘာဦးတင်ကဒီတစ်ပတ်မှာဆိုလို့ရှိရင်သူတို့6တန်းနဲ့ကစားမယ်ဆိုတော့တုံ့မတ်ရဖို့ရှိတယ်အာဆင်နယ်နေနဲ့လည်းတုံ့မတ်အပြည့်ရဖို့သူတို့ကြိုးပမ်းလာမှာဆိုတော့လက်ရှိအဲ့ဒီတွေကမှသူတို့ away win performance ကိုကျွန်တော်ကြည့်ကြည့်ရအောင်ဒါသူတို့ old trafford ကိုလာကစားမယ်ဆိုတော့ပေါ့နော်ကိုရီးယား away win performance ကိုကျွန်တော်ကြည့်ကြည့်ရင် sorry arsenal ရဲ့ away win performance ကိုကျွန်တော်ကြည့်ရင် away win မှာ arsenal ဟာ premier league 14ပွဲထိကစားထားတယ်14ပွဲလေးကစားထားပြီးတော့9ပွဲနိုင်ထားတယ် ၅ပွဲတည်ကြပြီးတော့၂ပွဲရှုံးထားတယ်။ဒီယာဒီရှုံးပွဲ၃ပွဲရှိထားတဲ့ထဲမှာအဝေးကွင်း၂ပွဲရှိတယ်။ဒီယာဒီယာဒီတည်ပွဲ၉ပွဲရှိထားတဲ့ထဲမှာအဝေးကွင်းတည်ပွဲ၅ပွဲတိကျွန်တော်ရှိတယ်။အဝေးကွင်း၁၄ပွဲမှာတိုက်စစ်က၂၄ဂိုးတိကျွန်တော်ရထားတယ်။ခံစစ်က၁၂ဂိုးပဲပြီးထားသေးတယ်။ဆိုတော့တော်တော်ကို ကောင်းတဲ့ performance လို့ကျွန်တော်ပြောလို့ရတယ်။နော်တော်တော်ကောင်းတဲ့ performance ပါဆိုတော့အာဆင်နယ်ရဲ့ဒဏ်ရာပြဿနာသတင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်ကိုင်ဟာဘတ်မပါနိုင်ဘူးဂါဘရီယယ်ဟေဆူး ဘူကာယိုဆာကာတိုမီယာစုဂါဘရီယယ်မာတီနယ်လီဒီကစားမားတွေကျွန်တော်တို့ပါဖို့မရှိဘူးဗောနော်ဆိုတော့ဒါကလက်ရှိအာဆင်နယ်နဲ့ပတ်သက်လို့ဗောဗျာလက်ရှိမှာအာဆင်နယ်ဟာကုထက်အရာရာပူကောင်းနေတဲ့အတင် physically ရပူပြီးတော့ strong ဖြစ်တဲ့အတင် performance မှာရအများကြီးပူပြီးတော့ strong ဖြစ်တဲ့အတင်အာဆင်နယ်ဟာ United ထက်အရာရာပူကောင်းနေပါတယ်ဒါအပြင်ကျွန်တော်တို့ဒါအော်အိမ်ဝင်းမှာကျွန်တော်လက်ခံကစားမှာမှန်ပြီမဲ့လေလို့ပေါ့နော်ကိုရီးယားဒီယာဒီအိမ်ဝင်းကဘလူးမန်ကြီးနေစရာကောင်းတဲ့အခြေအနေမျိုးဟုတ်မနေပါဘူး ကျွန်တော် Manchester United ကလည်းကျွန်တော်ကြည့်ကြည့်ရရင်ဒီရာဒီမှာ28ပွဲကစားထားတဲ့နေရာမှာအိမ်ကွင်း14ပွဲကစားထားတယ်ပေါ့နော်အိမ်ကွင်း14ပွဲမှာ6ပွဲနိုင်ထားပါသေးတယ်တပွဲတည်ကြပြီးတော့9ပွဲတိရှုံထားပါတယ်အိမ်ကွင်း14ပွဲမှာဆိုလို့ရှိရင်ရှုံပွဲဟာပိုပြီးတော့များနေတယ်ကျွန်တော်ဒီရာဒီအဝေးကွင်းတောင်မှရှုံပွဲ9ပွဲပဲကျွန်တော်ရှိတယ်အိမ်ကွင်းရှုံပွဲက9ပွဲတိကျွန်တော်ရှိထားတယ်အဲ့ဒီမှာလဲအိမ်ဝင်း14ပွဲမှာတိုက်စစ်က90ပဲရထားတယ် ခန်းစဲက24ခုဒီပြန်ပြီးထားရတယ်ဘလူးမန်မန်ချက်စတာယူနိုက်တက်ကိုကြည့်ရင်အဖက်ဖက်မှာအာသာချက်ဆိုတာဘာမှတွေ့မနေရဘူးတော်တော်ဆိုးတဲ့ performance ပါတော်တော်ဆိုးတဲ့ performance ပါဆိုတော့ဒါကလည်းရှိကိုရီနဲ့ပတ်သက်လို့ပေါ့နော်ဒီ data ချက်လက်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင် United ဟာ Arsenal ကိုဘလူးမန်အသာစီးရမနေဘူးဆိုတာကျွန်တော်တို့ကောင်းကောင်းသောပေါက်လို့ရတယ်ဗျာဆိုတော့ပွဲထွက်လူစင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်ညီကိုတို့ဒီကျွန်တော်မနေ့က live မှာလည်းပဲကျွန်တော်ပြောခဲ့သလိုပဲ MO ကအင်ဂျူရီပြဿနာတွေမှာပိုကောင်းလာနိုင်တဲ့ကစားမတွေမရှိသေးဘူးဆိုပြီးတော့ပြောထားတယ်။ဆိုတော့အင်ဂျူရီပြဿနာအများစုနဲ့ကျွန်တော်ရှေ့မှာဖြတ်တန်းရအောင်မယ်။ဒါအပြင်စူစီးတဲ့ပွဲမှာလည်းကျွန်တော်ကတော့ဘယ်လိုပြောမလဲ။တချို့ကစားမတွေအင်ဂျူရီပြဿနာရသွားတယ်လို့ကိုကျွန်တော်ထင်တယ်။ဆိုတော့တကယ်ထည့်မလားထည့်မလားကျွန်တော်ကြည့်ရမယ်နော်။ဆိုတော့ဂူသမားကတော့ဦးနန္ဒပေါ့ဗျာ။ကျွန်တော်မှရွေးချယ်စရာမရှိပါဘူး။ဦးနန္ဒပဲရှိတယ်။ဆိုတော့ပိုကောင်းဖို့ပဲကျွန်တော်မျှော်လင့်ရမယ်။စင်တာဘက်၃ယောက်နေရာမှာတော့ စိတ်ပူစရာရှိပါတယ်ထူးသဖြင့်ဟယ်ရီမကွိုင်းယားပြန်လာဖို့ကျွန်တော်မရှိသေးဘူးဒါအပြင်စူစီတဲ့နယ်ပွဲအပီးမှာမာဇဒါဝီဟာအင်မတန်ကိုပင်ပန်းနေတဲ့ပုံစံပေါက်တယ်ဒါအပြင်ပွဲအပီးမှာလည်း injury ပြဿနာရသွားတဲ့ပုံစံတွေ့ရတယ်ဆိုတော့မာဇဒါဝီဒီနေ့ပွဲစဉ်မှာဝင်ကစားဖို့ကတော်တော်ကို risk များလိမ့်မယ်လို့ကျွန်တော်ထင်တယ်တော်တော်ကို risk များလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲလန်နီယူရိုရဲ့ကျွန်တော်ဒီလစ်ရဲ့နှစ်ယောက်ကတော့လုံးဝတေချာပေါက်ပါမယ်ကစားမတွေဆိုတော့အကယ်လို့မာဇဒါဝီအချီနီကောင်းနေဆိုပါရင်ပါ မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒါ Lindy Love ကိုပဲမြင်ရဖို့ရှိတယ်။အေးအဲ့ဒီတဲကမှထပ်ပြီးတော့ကျွန်တော်မျှော်လင့်လို့ရတာဒီကျွန်တော်ထပ်ပြီးတော့မျှော်လင့်လို့ရတာလေကျွန်တော်ဒါ Eden Heaven မှာ Arsenal ကနေပြောင်းလာတဲ့လူငယ်ကစားမလေးဘယ်နောက်ခံကစားအာဘဆိုဘယ်ချီတန် Left Center ဘက်မှာကစားတဲ့ကစားမလေး Eden Heaven မှာကျွန်တော်တို့ဒီ Fulan နဲ့ပွဲစဉ်မှာလေသူ့ကိုထည့်ပြီးတော့เนาะဒီတုံးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီကစားမလေးလည်းပါနိုင်ဖို့ကျွန်တော်ရှိတယ်ဒါပေမဲ့လို့ Senior Player တွေကိုသူကတော့ဦးစားပေးပြီးတော့ထည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Master V ကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာ ဒီကြန့်ခိုင်မှုအပြည့်အနဲ့ပါနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။သို့တော့ press conference နဲ့မှာတော့အာမစတာဝီရဲ့ဒဏ်ရာပြဿနာကိုထည့်ပြိုမသွားဘူးဆိုတော့အချိန်ကြီးကောင်းတယ်လို့ကျွန်တော်ထင်တယ်။တကယ်လို့မစတာဝီပါနေမယ်ဆိုရင်တော့မစတာဝီပေါ့ဗျာဆိုတော့ delete lenny euro နဲ့ပေါ့နော်။ဆိုတော့ဟိုဒီနေရာမှာကျွန်တော်ကွင်းလေကစားမနှစ်ယောက်ကိုကျွန်တော်ကြည့်ရင်အပြောင်းလဲဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူး။ဒီနေရာပြောပါမယ်နော်။ကွင်းလေမှာဆိုလို့ကျွန်တော်ကျွန်တော်ဒါကက်ဆမဲရိုပေါ့နော်။ကက်ဆမဲရိုနဲ့ဘရူနိုဖာနန်ဒက်စ်ပဲပါဖို့ရှိပါတယ်။ အဲဥကာဒီကလည်းပြန်ပါမယ်လို့သူပြောမှထားဘူးပေါ့နော်ဆိုတော့ထုံးတဲ့တိုင်းပဲကွင်းလေကဆူစီတဲ့နေတုံကလို့ကွင်းလေကက်စမီရိုရဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့ကျွန်တော်တို့မှတခြားရွေးချယ်စရာမရှိပါဘူးဝင်းဘက်စ်ဒီနေရာမှာဆိုလို့ရှိရင်တော့ right wing back မှာတော့ဒီကိုဓာတ်လောက်ပေါ့ဗျာနော် left wing back မှာတော့ patrick dugu ကဒီပွဲပါဖို့မရှိပါဘူးဟုတ်လား patrick dugu နေနဲ့ဒီရှေ့ဒါဗာလဲ ipswich နဲ့ပွဲစဉ်မှာ suspended ဖြစ်ထားတယ်ဆိုတော့ europa league မှာတော့ကစားကုန်ရတယ်ဒါပေမဲ့ဒီမှာတော့သူကစားလို့မရဘူးဆိုတော့အဲ့ဒီနေရာမှာသူပါမလဲတခုရှိတာကတော့ သေးကြတယ်အကယ်လို့မာစတာဝီဒဏ်ရာပြဿနာတွေပြဿနာတွေမရှိဘူးဆိုလို့ရှိရင်ပေါ့နော်ပြဿနာတွေမရှိဘူးဆိုလို့ရှိရင်မာစတာဝီကို right wing back ဒီကိုတားလောက်ကို left wing back ဆိုတဲ့ပုံစံမျိုးမြင်ရနိုင်တယ်တကယ်လို့သူ injury ပြဿနာကြုံနေဆိုရင်တော့ Harry Amos တယောက်ပဲကျွန်တော်တို့ရှိတော့တယ်ဘယ်သူမှမရှိတော့ပါဘူးဘယ်သူမှမရှိတော့ဘူး Harry Amos ပဲကျွန်တော်တို့ရှိတော့တယ်ဘာလို့လဲဆိုတော့ဒီ Patrick Dugu ကပွဲပယ်ဗျာမာစတာဝီကလည်း injury ပြဿနာကြုံဦးမယ်ဆိုရင်ဒါတော့တယောက်ပဲကျွန်တော်ရှိတာနော်ဆိုတော့ လင်နီလော့ဖ်ကိုစန်နာဘက်မှာတုံဒါမှမဟုတ်လို့ရှိရင်အေဒင်ဟေဗင်ကိုတုံပြီးတော့မာစတာဝီကိုဝင်းဘက်ကိုပို့ဒါမှမဟုတ်လို့ရှိရင်မာစတာဝီအင်ဂျူရီပြဿနာကြုံနေဆိုရင်လက်ရှိမှာဟယ်ရီယာမန်စတာဘက်ရှိတယ်ကျွန်တော်ကတော့ဗောနော်လူငယ်တွေကိုထည့်တုံတာကဘယ်ပြောမလဲပို့ပြီးတော့ကောင်းလာလိမ့်မယ်လို့တော့အာမခန္ဓာတော့မဟုတ်ဘူးလက်ရှိစီနီယာပလေးယာတွေအတုံးမကျနေဘူးလုံးဝရွေးချယ်စရာမရှိတော့ဘူးဆိုရင်တော့အခွင့်အရေးကပေးရမှာပဲဆိုတော့ဟယ်ရီယာမန်တို့ပါတော့ကစားခွင့်ရဖို့ကျွန်တော်မျှော်လင့်နေဒါပေမဲ့လို့အမ်မိုရင်ကတော့ ဒီ senior player တွေကိုဒီလိုမျိုးပေါ့နော်ဖိအားများနေတဲ့အချိန်မှာလူငယ်တွေကိုပို့ပြီးတော့ကြော်ပြီးတုံးနေမယ်လို့ကျွန်တော်မထင်ဘူးလူငယ်တွေဟာကိုတုံးတဲ့နေရာမှာလည်းကျွန်တော်တို့ကအဆသရရာကြည်ရသေးတယ်ဗျာသူတို့အတွက်ဖိအားများတဲ့ပွဲမျိုးလား အညွန့်ကျိုးသွားမှလည်းစိုးရသေးတာသိရမလားဆိုတော့လက်ရှိအထူးသဖြင့်အာဆင်နယ်နဲ့ကစားရမယ်ဆိုတော့အတင်းအတွက်ဘလို့မှမလွယ်ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်ကတော့မတိကြတဲ့ကစားမတွေဆိုတာတဲ့ဖြစ်နိုင်ကြီးများတဲ့ကစားမလေးတွေကိုပဲကျွန်တော်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပါတော့ Master Wing ရဲ့ injury ပြဿနာတွေပဲဘာမှမကြောက်။သိကြပါရစေ။နော် Master Wing injury ပြဿနာမရှိဘူးဆိုမှတော့ဒီပွဲကပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ okay ကျွန်တော် ပြောလိုက်မယ်နော်။ Master Wing ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီဘက်ကဒီကူဒါလောဖြစ်သွားပြီးတော့ချက်မှာတော့ Master Wing ပေါ့နော်။သိကြတာတစ်ခုကတော့ဗျာ Master Wing တို့ရော အဲဒီ delete တူကိုပွဲချိန်အပြည့်ဒီကစားတာများနေပါပြီ full lane နဲ့ပွဲမှာလည်းမိနစ်အပြည့်ကစားရတယ်120เนาะအဲ့ကြားထဲမှာပြီးလို့ရှိရင်စူစီးတဲ့ပွဲစမှာလည်းမိနစ်အပြည့်ကစားရတယ်အခုအာဆင်နယ်လိုအသင်းမျိုးနဲ့ပွဲမှာလည်းကျွန်တော်ကစားရအောင်ပဲဘယ်လိုမှမလွယ်ပါဘူးဆိုတော့ number 10တို့နှစ်နေရာမှာလည်းခုနပြောလိုပဲကျွန်တော်မှရွေးချယ်စရာအများကြီးမရှိပါဘူးဒီ zigzi ပေါ့เนาะ ericsson ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ zigzi နဲ့ကျွန်တော်တို့ဒီပါလဲဒီဂါနာချိုပြီးလို့ချင်းတိုက်စစ်ကတော့ resmas ပေါ့ဗျာဒီနေရာမှာကျွန်တော်တို့ဘယ်လိုပြောမလဲ ်ချီရိုအိုဘီကတော့ပွဲထွက်လူစင်းမှာပါလာဦးမယ်လို့ကျွန်တော်မထင်ဘူးချီရိုအိုဘီကတော့ဒီလူစင်းထဲမှာတော့အသင်းရဲ့ squad စင်းထဲမှာတော့ပါလာလိမ့်မယ်ဒါအမိုရင်ပြောထားပြီးသားဒါပေမဲ့အာဆင်နယ်ကိုရှင်ကစားမယ်တဲ့မှာပွဲထွက်လူစင်းထဲမှာတော့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒါဒါအသင်းရဲ့လူစင်းမှာကြည့်လိုက်အောင်ပြကျွန်တော်အသင်းကျွန်တော်အသင်းရဲ့လူစင်းကိုကျွန်တော်ကြည့်လိုက်အောင်ဒါဖြစ်နိုင်ချေလူစင်းပဲတိုက်စစ်ကဂါနာချူရက်စမတ်နဲ့ကျွန်တော်ဂျိုရှူအာဇစ်စီတဲ့အာဇနယ်ရဲ့ကျွန်တော်နောက်တန်းကိုနောက်တန်းနဲ့ဂိုးသမားကိုဘယ်လိုဂိုးသွင်းရမလဲ ဘယ်လိုကိုသူမြင်ရမလဲကွင်းလေကိုလည်းကျွန်တော်ရှိုးလိုက်အောင်ကက်ဆယ်မဲရိုတဲ့ဘရူနိုဖန်နက်စ်တဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်ဒါပါလဲဒါလုံးနဲ့မာစတာဝီဒီဝင်းဘက်စ်နှစ်ယောက်ကဘယ်လိုမှအသုံးမကျတာမာစတာဝီက right center back မှာကစားတာကမှပို့ပြီးတော့အဆင်ပြေသေးတယ်အဲ့ဒီဝင်းဘက်ဆိုလို့ရှိရင်ဘယ်လိုမှကိုအဆင်မပြေတာဘယ်လိုမှကိုအဆင်မပြေတာဒါလို့ဆိုလို့ရှိရင်တော့မပြောတော့ဘူးမိမမေညာချမ်းမေကစားကစားဘဲချမ်းမေကစားကစားဘဲနီယာပဲကျွန်တော်ကြည့်ကြည့်ဘာမှအဆင်မပြေဘူး ခန်းစစ်ကလည်းခုနကပြောလို့ပဲလန်နီယူရိုနဲ့ကျွန်တော်မှာဒီလေးပဲကျွန်တော်ရှိတယ်ကျန်တဲ့သူကအီဒင်ဟဲဗင်မဲ့ထက်တဲ့နောက်ပြီးကျရင်လင်းဒီလော့ဖ်ပဲထက်တဲ့လူငယ်ကစားမဖြစ်တာရဲ့တယောက်ကရည်ချင်းမရှိတာရဲ့နဲ့ကျွန်တော်မျှော်လင့်လို့ကျွန်တော်မရဘူးမျှော်လင့်လို့ကျွန်တော်မရဘူးဆိုတော့ဂိုးသမားကတော့အထူးသဖြင့်မပြောတော့ဘူးဆိုတော့ဒါဒီဖြစ်နိုင်ချေအများဆုံးလူစင်းပဲဒီလူစင်းနဲ့အာဆင်နယ်အသင်းကိုကျွန်တော်ဘယ်လိုသွားကစားကြမလဲတချို့ဒီကြတော့လေဟာအာဆင်နယ်ကတော့တိုက်စစ်မှုမရှိတော့ဂိုးတွေမသွင်းနိုင်ဘူးဘာညာပေါ့ပရီးမီးယားလိမ်းမှာဟိုတနေ့ကပဲ PSV လို့အသင်းမျိုးကိုကျွန်တော်သာ7 9ဂိုးသွင်းသွားတယ် ကိုဒီလိုမျိုးယော့ဒီယော်ရဲ့တအားနိုင်တဲ့တိုက်စစ်ခံစစ်ကိုဒီကောင်ဒီကိုမသွင်းနိုင်မယ်နေမလားเนาะကျွန်တော်ကတော့ဟိုဘာရလက်ကောင်မှရလိမ့်မယ်လို့မထင်ဘူးဒီလားကိုသိန်းနဲ့ပတ်သက်လို့ရှိရင်ဟိုအသိငယ်နဲ့ပဲကြည့်ကြည့်အသိကြီးနဲ့ပဲကြည့်ကြည့်အာငါတို့တင်းရတော့ရလက်မကောင်းတော့ပါဘူးဆိုပြီးတော့ထင်းနေရတာရလက်မကြိုက်ဘူးအေးမကြိုက်ပြီမဲ့လေလို့ပေါ့နော်မတက်နိုင်ဘူးဒါပဲကိုသိန်းဟာဒီတက်ပို့ပြီးတော့အချင်းကြီးကောင်းမနေဘူးတော်တော်လေးစိုးတယ်လို့ပြောရမယ်တော်တော်လေးစိုးတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဒါနီးပြအမ်မိုရင်အတွက်တော့ပေါ့နော်ဒီပွဲမှာ သူကစားမားတွေအမားတွေကနေပြီးတော့ပဲဂူမပေးရဘူးပဲကျွန်တော်မျှော်လင့်ရမှာသူတို့ပြင်အာဆင်နယ်ကအမြင်ပေါ်တွေဒါအားကောင်းနေအသင်းမှာနောက်ပိုင်းမှာတော့သူတို့အမြင်ပေါ်တွေကနေသူဂူမသွင်းနိုင်ဘူးပေါ့နော်အဲဒါပေမဲ့လို့ဖြတ်တင်ပေါ်တွေဘာတွေကနေဂူသွင်းနေတဲ့ဓာတ်ကျွန်တော်ရှိတယ်ဆိုတော့ ODK ကပြန်ခြေသွန်းပြနေပြီနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကတိုက်စစ်မှုမရှိဘူးဆိုပေမဲ့လို့နေရာဇုံကကစားမားတွေကဂူသွင်းနိုင်နေပြီသူတို့ပြင်အာဆင်နယ်ရဲ့ full backs တွေဂျူရီယန်တင်ပါကိုကျွန်တော်တို့ကြည့်ကြည့်လူးဝစ်ကယ်လီကိုကျွန်တော်တို့ကြည့်ကြည့်လို့ရှိရင်ကျွန်တော်အနေနဲ့ဒါကာလာဖီယိုရီကိုကျွန်တော်တို့ကြည့်ကြည့် စားမားတွေကတခါတလေမတိုက်စစ်ကိုရောက်အောင်ရောက်နေတာသူတို့ရဲ့ positioning တွေကစိတ်ဝင်စားဖို့ကောင်းနေပြသည်လားဘယ်နောက်ခံလူတွေညာနောက်ခံလူတွေဆိုမြဲလို့တိုက်စစ်မှုနေရာတွေရောက်ရောက်သွားတာဒါမှုတွေကျွန်တော်ရှိတယ်အဲ့တော့အစွန်ကစားမားတွေကလည်းဂိုးတွေတွင်းနေပြီခံစစ်မှုတွေကလည်းဂိုးတွင်းကြတယ်နော်တောင်ပံကစားမားတွေကလည်းဂိုးတွင်းကြတယ်ကွင်းလေကလည်းဂိုးတွင်းနေကြတယ်အေးအဲ့ဒီတွေကမှကိုတွေက တိုက်စစ်ကလည်းဂိုးမတွင်းဘူးနောက်တန်းကလည်းဂိုးမတွင်းဘူးကွင်းလေကလည်းဂိုးမတွင်းဘူးနော်သူများကဂိုးရောက်ဖို့ကြိုးပမ်းနေတာခိန်းနေတယ်ဆိုရင်တော့မှအမှားလေးလုပ်ပြီးတော့ကိုကုတ်ကိုပြန်သွင်းပေးတာမျိုးတွေ သူများအသင်းကိုဖန်တီးပစ်လိုက်တိုင်မျိုးတွေကရှိသေးတယ်အဲ့ဒီနဲ့ပတ်သက်ရင်အပေါင်းလက္ခဏာဆောင်မျိုးဆောင်တဲ့အကြောင်းတွေးကြည့်တာလုံးဝမရှိတာလုံးဝမရှိတာဆိုတော့နောက်ထပ်တော်တော်ကိုကျွန်တော်အနေနဲ့ပေါ့နော်စိတ်ပြည့်ရမယ့်မိနစ်90ကိုထပ်ပြတ်ဖြတ်တန်းရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အာဆင်နယ်နဲ့ဒီယာဒီမှာကျွန်တော်နှစ်ကြိမ်တွေ့ပြီးသွားပါပြီ။အာဆင်နယ်နဲ့နှစ်ကြိမ်တွေ့ပြီးသွားပြီ။တစ်ကြိမ်ကတော့ FA ဖလားမှာပေါ့နော်ကျွန်တော်တည်ပဲရအောင်ကစားပြီးတော့ပင်နယ်တီဆုံးဖြတ်မှာသူ့ကိုကျွန်တော်နိုင်ထားတယ်။ပရမကျော်မှာဆိုလို့ကျွန်တော်အာဆင်နယ်ကကိုရီကိုနိုင်ထားတယ်။ဆိုတော့လက်ရှိ ျွန်တော်တို့ဒီယာဒီမှာအိုးထွက်ဖို့မှာဆိုရင်တအားတိုင်ပတ်နေတဲ့ United အချင်းကြီးပြောင်းလဲနိုင်မလားပေါ့ဒါမှမဟုတ်အာဆင်နယ်ရဲ့ဘက်ကပဲနိုင်ပွဲရသွားမလားအာဆင်နယ်နိုင်ပွဲရဖို့ကြိုးပမ်းလာတာကိုကျွန်တော်တို့ဒါတားဆီးနိုင်မလားတရားတာတစ်ခုကတော့အာဆင်နယ်ဒီဒါလီဗာပူးသင်းကိုရှင်ပိုင်ဖို့သူတို့ကြိုးပမ်းနေတာလီဗာပူးသင်းကိုအမှန်ကန်တွန်းဖို့သူတို့ကြိုးပမ်းနေတာကိုရီတွက်ကလည်းဘယ်လူစင်းမှမရှိတဲ့အနေအထားမျိုးတွေမှာမျှော်လင့်ကြတော့အများကြီးမရှိဘူးဒါပေမဲ့လို့ကိုရီရဲ့ပေါ့နော်ကျွန်တော်ဒါအထင်အနေအမြင်တွေကိုမှားအောင်ကျွန်တော်လုပ်ပြနိုင်မလားနော်ဆိုတော့ကြည့်ရမယ်ညီကလူအနေနဲ့ရောဒီပွဲစဉ်မှာဘယ်လိုရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲ ပွဲထွက်လူချင်းမှာပဲကစားမားတွေဘယ်နေရာတွေကိုအပြောင်းအလဲတွေလုပ်တဲ့နေထင်ကြလဲလူငယ်တွေနဲ့ဘာလို့လဲဆိုတော့ကျန်တဲ့ကစားမားတွေကမရှိတော့ဘူး။အဲဆိုတော့ဆွေးနွေးကြပါအောင်ကုမ္ပဏီတွေမှာချီချူပါပြီတဲ့ညီကိုများလုံးကိုချီးတူးများတင်ပါတယ်။